ါပေမဲ့မင်းညားဒီ online တိုင်ပတ်နေတယ်လို့ပြောတယ်သူ website တွေတိုင်ပတ်နေတယ်ပြောမယ်ဆိုရင်ခွန်တိုင်းတို့ဌာနကဘန်ယောက်ကဖွင့်တဲ့ခါတိုင်းအဲ့ဒီအတိုင်းပဲအဲ့တော့ကျွန်တော်နေနေကဘာကူညီပေးရလဲဘန်ယောက်ကမှာရှင်းရှင်းလေးကျွန်တော်ကမဲဆောက်မှာဘန်ယောက်ကဘသူဈေးသက်သာဆုံးလှုပ်လဲအဲ့တဲ့အဲ့ဒီလှုပ်တဲ့လူကပမာတမန်ရှိလားကိုပိုင်ရုံးကန်းရှိလားသူကခွန်တိုင်းထဲမှာမှဘယ်ယုံကြည်နေလှုပ်တာလဲအဲ့တော့ကျွန်တော်ကလိုက်ကြည့်တယ် လိုက်ကြည့်ပြီးတော့မှဈေးကလည်းဗမာရင်အတွက်ကိုတတ်တာတယ်เนาะပြီးတော့တာဝန်ယူမှုတာဝန်ခံမှုလည်းရှိတယ်အဲ့လိုဟာဆိုရင်ကျွန်တော်ကအပ်လိုက်တယ်ကျွန်တော်ကပြောမယ်ဆိုကျွန်တော်အာမခံပြီးလာအဲ့လိုပဲကျွန်တော်လက်တွဲကျင်တဲ့လူကြီးလာပြီးတော့လုပ်လို့ရဒါမဲ့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းရောက်မြန်မာအလုံသမားများပန်းရောင်ကက်လူဆောင်ရမှာလူလိန်ပွဲစားတွေရမှာလူကင်းအောင်ဆောင်ရန်ရှောင်ရန်တွေကိုမြတ်အောင်ကပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာပန်းရောင်မကိစ္စနေနေပြောမယ် เนาะဘာကြောင့်ဖက်တွေကသူမဲဆောက်ပါကဈေးတွေကတယောက်တစ်မျိုးတွေအများကြီးဖြစ်နေကျွန်တော်ပြီးခဲ့နှစ်ကဆိုရင်ကျောထားကိုတလိုင်းပတ်တော်လိုက်ဆိုရင်ကိုတော့အဲဒီတိုင်းအပြအာဘယ်လိုပြောမလဲအလုပ်လုပ်ဖို့တင်းတဲ့သူဆိုကိုတော့ငါဆိုပြီးခဲ့နှစ်ကရှူတယ်ဒီနေ့ကျတော့9500 6000မှဖြစ်သွားတယ်ဘာကြောင့်9500 6500ဖြစ်သွားလဲဆိုတော့9500တထေးရှိတဲ့လူတွေပါဥပမာ အလုပ်လုပ်မယ်ဥမာကိုကကော်ဆမ်းပဲလုပ်လို့သူများရောင်းဆိုင်ပဲဝင်လုပ်လို့အေဂျင့်တွေပဲလုပ်လို့เนาะတထေးရှိတယ်ဆိုရင်6500နဲ့9500ပဲဖြစ်သွားတယ်1000ကျော့သွားတယ်တထေးမရှိဘူးဆိုရင်တော့တထေးအမိခံပေးရင်1000တိုးတယ်တထေးအမိခံထားတဲ့အခါကျတော့ဘယ်လိုပြောအောင်လဲဆိုတော့ကိုကအလုပ်မလုပ်ဘူးဒါပေမဲ့အေးစင်းနေခြင်းတယ်ဒါပေမဲ့တထေးအမိကိုထိုင်းလူမျိုးတယောက်ကခံထားပေးရတယ် ဒါတော့မဲဆောက်မှာထုံးတယ်ပဲရဲကိစ္စလေးပါတပါးလည်းပြောပြမယ်နော်ဘလို့ဖြစ်နေဆိုအဲ့တော့ပိုင်းအောင်ကန်အစားရှောက်ပြီဆိုတော့ဒီနေ့35ရက်နေ့ဖွင့်မယ်လို့ပြောတယ်ဒါပေမဲ့မနေ့ညဒီ online တိုင်ပတ်နေတယ်လို့ပြောတယ်သူ website တွေတိုင်ပတ်နေတယ်ပြောမယ်ဆိုရင်ခွန်တိုင်းတို့ဌာနေကပိုင်းအောင်ကန်ဖွင့်တဲ့ခါတိုင်းကအဲ့ဒီအတိုင်းပဲအဲ့တော့ကျွန်တော်နေနေကဘာကူညီပေးရလဲပိုင်းအောင်ကန်မှာရှင်းရှင်းလေးကျွန်တော်ကမဲဆောက်မှာပိုင်းအောင်ကန်ဘသူဈေးတက်တာဆုံးလှုပ်လဲအဲ့တဲ့အဲ့ဒီလှုပ်တဲ့လူကပမာတမန်ရှိလား ကိုပိုင်ရုံးကန်းရှိလားသူကခွန်ထိုင်းထဲမှာမှဘယ်ရုံးကြီးနေလောက်တာလဲအဲ့ကျွန်တော်ကလိုက်ကြည့်တယ်လိုက်ကြည့်ပြီးတော့မှဈေးကလည်းဗမာရေအတွက်ကိုတက်တာတယ်နော်ပြီးတော့တောင်ဝင်မှုတောင်ငံမှုလည်းရှိတယ်အဲ့လိုဟာဆိုရင်ကျွန်တော်ကအပ်လိုက်တယ်ကျွန်တော်ကပြောမယ်ဆိုကျွန်တော်အာမခံပြီးလားအဲ့လိုပဲကျွန်တော်လက်တွဲကျင်တဲ့လူကြီးလာပြီးတော့လှုပ်လို့ရဒါပေမဲ့အလုံးတော်သေချာလုံးမှရမယ်ဘာလဲဆိုတော့ဒီရတိုင်းကျွန်တော်ကနည်းနည်းစိုးတယ်စိုးတယ်ဆိုတော့ကိုရှိလာတဲ့လူတွေရဲ့ဟာဆောက်ဆောက်လည်းမရရင်ကျွန်တော်ကွာရင်လား ။ Quantum မှာကျွန်တော်အကြီးအကဲရှာလိုက်ကောင်။အဲ့တော့ကျွန်တော်နဲ့လှုပ်တွဲလို့ရင်တော့နဲ့တိကျမှရမယ်။ပြီးခဲ့တဲ့နေ့ကတော့ VIP ကိစ္စမှာနှစ်ယောက်ပြဿနာတက်တယ်။တယောက်က "तू आ" နာမည်တင်လိုက်တယ်။သူ့နာမည်ကိုဟိုဘက်ကရုံးအောင်မထည့်ပေးဘဲနဲ့အဖေနာမည်ကြီးကောက်ထည့်တယ်။ပြဿနာတစ်ခု။နောက်တယောက်ကကြတော့တင်ထားလိုက်တယ်ရမယ်ဆိုပြီးတော့ဟိုဘက်ရုံးကနေလာမလာမလာမလာနဲ့စောက်အောင်ကြတော့ငွေပြည့်ပြန်ပေးလိုက်တယ်။အဲ့လိုကိစ္စတွေရှိတယ်။ ်ခါလေးကြာရင်လည်းကုမ္ပဏီကမအားနိုင်ဘူးဆိုတော့ကိုကစိုက်အားလိုက်တာရှိတယ်အဲ့တော့ကျွန်တော်ကဘာလုပ်တာလဲဆိုကျွန်တော်အာမခံဘယ်ရောက်ကြမှာအာမခံတယောက်ကရေးကြီးဥမာကျွန်တော်နှစ်တိုင်းကြုံတွေ့နေဟာဘယ်ရောက်ကဘလူနဲ့လှုပ်လိုက်တယ်အဲ့လိုကချင်းမိုင်ကိုပြေးသွားတယ်အဲ့လိုကဘန်ကောက်ကိုပြေးသွားတယ်အဲ့လိုကဖုန်းဆက်လို့မရတော့စပိတ်ထားတယ်အဲ့လိုကိစ္စကြီးကျွန်တော်ရှိမှလာတင်တော့မဖြစ်ဘူးကျွန်တော်လည်းဒီဘယ်ရောက်ကကိုကျွန်တော်ကအာဒါတတိယဘလူခံပြီးတော့ကျွန်တော်လှုပ်မစားနိုင်ဘူးကျွန်တော်ရှိရှိကျွန်တော်လာတင်တယ်မလားဟုတ်ပြီကျွန်တော်အာမခံကြီးတယောက်ကိုကျွန်တော်900လောက်ယူလိုက်တယ် ပြောရရင်ကျွန်တော်ဟိုဘက်ကိုကျွန်တော်သတ်တင်တယ်အေးဒီလူတွေဒီအချိန်မှာဒါရအောင်ရအောင်မယ်ဆိုပြီးတော့အများရန်သူတို့ကို follow up line လုပ်နေတာဒီဘက်ကကျွန်တော်စီလာတင်တဲ့လူတွေကိုပြန်ပြီးတော့ပြန်ဖြေနေတာကျွန်တော်ဒီဘက်မှာဝန်ထမ်းတယောက်ထားပြီးကျွန်တော်လုပ်လိုက်တယ်အဲ့တော့ကျွန်တော်စီလာတင်တဲ့ဟာတွေက error မရှိတော့ဘူး error ရော့သွားတယ်အဓိကကတော့ဘသူကတင်ဒါမဲ့ပေါ့ဗျာသူရှိမှဟိုဟို brother တို့ဒါဟိုတော့တင်မယ်ဆိုရင်တော့ဒီဈေးမရဘူးပေါ့ကျွန်တော်ကြတော့ special ဈေးဈေးပေါ့ special ဈေးဆိုတော့သူတို့ဟိုကျွန်တော်ပြန်တင်တဲ့အခါမှာသူတို့ကဈေးတမျိုးကျွန်တော်ပေးထားရတယ်ကျွန်တော်အဲ့ agreement တကူကျွန်တော်ယူထားတာစာချုပ်လိုမျိုးပေါ့ဗျာယူထားယူထားပြီးတော့မှကျွန်တော်ရှင်းလာတဲ့လူတွေအကုန်လုံးကိုတထေးရှိရင်ငါတို့ငါးရပဲယူရမယ်ခင်ဗျာတထေးမရှိရင်တော့6500ခင်ဗျာယူမရှိကျွန်တော်တို့လာတင်ပေးမယ်ဒါပေမဲ့ခင်ဗျားတို့တိတိကျကျလုံးလုံးတာလိုချင်တယ်မတိကျရင်တော့ကျွန်တော်ကွိုင်ပါနော်ပြေးလို့လည်းမရဘူးနော်ဘာမှ ေဝါလီခံလို့လည်းမရဘူး။နော်အခုနောက်ပိုင်းမဲဆောက်မှနေတာကြာလာတဲ့အခါမှာဗာလေးအတိလာလဲဆိုတော့ကိုကကားတစ်စီးကိုယူမောင်းတယ်ကားတစ်စီးကိုဝဲတယ်ဘယ်သူရှိရာပဲဝဲဝဲဝဲတယ်ဆိုရင်စာချုပ်လုပ်ပါလေးလံကားလေဆိုရင်တလာတွင်နာမည်ပြန်ချိန်ပါကျွန်တော်ရှိရာကားလေလည်းအကုန်လုံးတလာတွင်ကုန်ပြန်ချိန်ခိုင်းတော့မှာခုနောက်ပိုင်းနော်ဒါမှမဟုတ်ရင်ကိုပိုင်းဤကစံနဲ့ဝဲဖို့တဲ့ဤကစံပေးပါလေးလံဆွဲတဲ့လုပ်ငန်းကြတော့အဲ့လိုမျိုးကျွန်တော်ပေးတော့မယ်ဒါမှမဟုတ်ကျွန်တော်ကုမ္ပဏီနာမည်ဖောင်းတယ်ပဲကျွန်တော်အကုန်လုံးကိုဆွဲတော့မယ် အဲ့လိုအနေထားရှိလာပြီ။ဘာကြောင့်လဲဆိုတော့ထိုင်းဘက်ကလည်းဖြည်းကြိုင်ကြိုင်နဲ့ကျွန်တော်ဘာမှလည်းမလုပ်ဖြစ်လဲဆိုတော့ကားတစ်စီးကိုဝယ်စီးလိုက်တယ်။ဝယ်စီးလိုက်တဲ့အခါမှာနာမည်လည်းမချိန်ထားဘူး။ရောင်းဝယ်စာချုပ်လည်းမလုပ်ထားဘူး။ထိုင်းနိုင်ငံအလုံသမားဌာနမှပန်းရောင်လက်မှတ်လျှောက်ထားခြင်းအားယာယီရွှေဆိုင်ကြောင်းထုတ်ပြန်။2025ခုနှစ်ဩဂုတ်လ16ရက်နေ့တွင်ပြုလုပ်သောအစိုးရဖွဲ့၏ဆုံးဖြတ်ချက်အရနိုင်ငံတွင်းရှိအလုံသမားရှားပါမှုပြဿနာကိုဖြေရှင်းရန်အတွက် တရားမဝင်နိုင်ငံသားများအားနေထိုင်ခွင့်ပြုရန်နှင့်အထူးကိစ္စရပ်များအဖြစ်လုပ်ကင်ခွင့်ပေးရန်ဥပဒေပြဋ္ဌာန်းရန်လိုအပ်ကြောင်းအတည်ပြုခဲ့သည့်ကနဦးစီစဉ်အရဤသို့စီမံခန့်ခွဲမှုကို2025ခုနှစ်အောက်တိုဘာလ15ရက်နေ့တွင်အကောင့်ထဲပေါ်နိုင်မည်ဟုခန့်မှန်းထားခဲ့သည်ထို့သောလက်ရှိထိလွယ်ရှလွယ်နေဆက်အခြေအနေများကြောင့်အဆိုပါအစီအစဉ်အားရွှေဆိုင်လိုက်ရကြောင်းသိရသည်ဤသို့ရွှေဆိုင်ခြင်းသည်အလौဒမပြဒနာကိုကြေကြေပြန့်ပြန့်ဖြေရှင်းနိုင်ရေးအတွက် ဟန်ချက်ညီစေမိဆောင်ရွက်ချက်တည်းရဖြစ်သည်နိုင်ငံသားများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားရွှေ့ဆိုင်းထားပြီးနောက်ထပ်အချိန်ဇေယျတစ်ကိုထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်ဒီတိုင်းဝင်လိုက်တဲ့ဆိုဟိုဘက်မှာရှုပ်ရှင်းရှင်းကားပြတင်ခံရနိုင်တယ်ကျွန်တော်တို့ကဆိုယူနဲ့ဖြစ်တဲ့မဆောက်ဆိုယူနဲ့ဖြစ်တဲ့ကိစ္စဆိုအဲ့ကာကိစ္စဆိုကားပြတ်သိမ်းရင်သိမ်းပါရေစခန်းအဲ့လိုနေထားရရှိရအဲ့တော့ပြောချင်တာကဒီဘက်ကိစ္စဆိုရင်လေကျွန်တော်အာမဝေခံပါအာမခံတယ်အဲ့ဟုတ်ပြီဒီကုမ္ပဏီမှာတင်ပေးမယ်ကျွန်တော်တို့ သွားယူပြီးကျွန်တော်တင်ပြလိုက်တယ်။ဒါပဲအဲ့ဒီဟာကိုကျွန်တော်တို့ကအမအပြေဝါကျွန်တော်ခံမိတယ်။အခုခုဖြစ်လာကိုသီးရေကိုသီးညီမသူသူများရကြတယ်ကိုသီးမကြဘူး။ဘယ်လိုဖြစ်လဲဆိုကျွန်တော်အချိန်မင်းပြောလို့ရတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နေ့က error မရှိပါဘူး။ error နေတယ်၊ကင်းတယ်ပေါ့နော်။အဲ့တော့ဒီနေ့မှလည်းကျွန်တော်အဲ့လိုမျိုးဆက်သွားနေတယ်။ပြီးခဲ့တဲ့နေ့ကကွာသွားတာဘတ်သုံးတော်မှကွာသွားတယ်ဗျာ။ကွာဟပါတယ်။အဲ့တော့ကျွန်တော်တနေ့တက်တနေ့ပိုရောလာဖို့ပဲရှိတယ်။ကျွန်တော်ဒီဘတ်စင်းကမြန်မာလေအခုဆိုရင်ဟိုဘက်မှာဆစ်ဆောင်တဲ့လူတွေကော နော်မတက်တာလို့ကို့မိသားစုတွေလှုပ်လာလို့တဲ့လူတွေရောပုံပြီးတက်တာစီခြင်းနဲ့စိတ်နဲ့ကျွန်တော်ကလှုပ်တာအဲ့တော့9000ကာ6500ဆိုတာပြောရမယ်ဆိုရင်ဒီဈေးကတော်တော် reasonable ဖြစ်တယ်ဗျာနော်အကုန်လုံးတော့ကိုအဆင်ပြေတယ်ပြီးတော့ချက်ချင်းပေး6000ကာတန်းောက်တာမဟုတ်1000ယင်ယူပြီးတော့မှဂျန်တဲ့9500ကျွန်တော်2850 2850နှစ်တုပ်ခွဲပြီးတော့ဂျမ်းမာရေးစီးဆက်သွေးဆက်မှာတစ်ခါောက်တယ်ဘက်ထရီကနေကျွန်တော် fingerprint နဲ့ချင်းကျွန်တော်တစ်ခါောက်တယ် အဲ့ဒါကတ်ထွက်တဲ့ ठी ကိုကျွန်တော်ဘာမှတပြားချက်မှအာဒါကတ်ထုတ်က300တို့900တို့မရှိတော့ပြီးသွားပြီဆလန်ပြီးသွားပြီလုံးဆလန်နော်အဲ့တော့ပြီးတော့ဘန်ဆင်းမှကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့အိနိုင်ရောင်းလိုက်ပြီးတော့ယူပေးတယ်စောင်းစားတဲ့ဤကစားဘယ်လိုလုပ်လဲဆိုတာနော်ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်ဒီမှာတင်တဲ့လူတွေအကုန်လုံးကိုနော်အစီအပြေအောင်လို့ပေါ့နော်အမြဲတမ်း update news လေးကျွန်တော်လုတ်ပေးမယ် page တစ်ခုကျွန်တော်လုတ်ပေးมาဖြစ်တယ်ပေါ့เนาะအဲ့တော့ဘတ်စင်းကတော့အခုလောလောဆယ်စာနေရနေဖွင့်မယ်ဆိုကျွန်တော်လည်းစောင့်ကြည့်နေတယ်အခုတိတော့ အာဆာဗာကနည်းနည်းတိုက်ပတ်နေတော့မယ်နော်အဲ့တော့ကျွန်တော်ရှိတင်တိုင်းလူတွေစိတ်မပူနဲ့ကျွန်တော်ကတောင်းရင်မှုတောင်းဝန်ခံမှုအပြင်းနဲ့ကျွန်တော်လုပ်ပေးတဲ့လူမျိုးမို့လို့အာတခုခုဆိုလဲကျွန်တော်ကိုဟိုပြောလို့ရတယ်နော်တထောင်ပေးပြီးတော့မလုပ်တော့ဘူးဟိုကျန်စဲတော့မလုပ်ကြနဲ့ပေါ့ဗျာကျွန်တော်ဒီဘက်မှာအမားတွေခံထားရတယ်ဆိုတော့နော်အဲ့လိုမျိုးလေးတခုတော့ရှိတယ်အဲ့ဒါလေးတော့နားလိုက်ပြီနော်ရေကိစ္စလို့လဲခေါတာလို့ပေါ့ ကားနာမည်ဘာမှမချိန်သားသေးဘူးဒီတိုင်းစီးတယ်စီးရဲ့အချိန်မှာရဲကဖမ်းတယ်ဖမ်းတဲ့အချိန်မှာလူလိုက်စင်ရှိလားမရှိလားစစ်တယ်ပြီးတော့ကားဧကစားကိုကြည့်မယ်ဧကစားတော့ထောက်ထားကိုကြည့်မယ်ကိုယ်နာမည်ဘာမှမဟုတ်နေရင်ပိုင်ရှင်ကိုလာထုတ်ခိုင်းတယ်ရဲကအဲလိုမှပိုင်ရှင်မထုတ်နိုင်ရင်ရက်စကန်ကိုကားသိမ်းပါအောင်အဲ့ချိန်ကျရင်ကို့မှာဘာမှမှုနဲ့ဖမ်းခံရဖမ်းတဲ့ရဲကဘယ်သူလဲနမတ်ဖေးချမတ်ပြီးတော့ရင်ကိုကရက်စကန်ရောက်တဲ့အခါဘယ်နေ့ဘယ်ချိန်မှာဒီနမတ်နဲ့ရဲဖမ်းတာလည်းအမှုပါဒီဘာမှမှုရှိလဲအဲ့မှာကိုကကားကိုရက်တင်စာတောက်စားပြီးမောင်းတာလား ဒါမှမဟုတ်ဘယ်နဲ့ကားလိုက်စင်မရှိဘဲမောင်းတာလားကားလိုက်စင်မရှိဘဲမောင်းနေဆိုရင်တော့တရားဝင်ဒီထိုင်းဒီဟိုရဲဟိုဟာမော့ဟိုပူလစ်စတေရှင်မှာတရားဝင်ဆောင်ရတာဟယ်လိုဘဘဲအားရမယ်နော်အဲ့ဒါကလိုင်စင်မရှိလို့နော်ပြီးတော့စာရစာနဲ့ဝေအောင်စာရစာတစ်ခါလေးလုပ်ထားပါမဟုတ်ပြန်လိုက်နေရနိုင်မယ်ဟိုဘက်ကနေပြီးတော့နာမည်ပေါက်ပေါက်ထားတဲ့လူကနေပြီးတော့ဒီဘက်ကိုရောင်းပါလေဆိုရယ်စာရစာနဲ့အစားဆုံးပြန်လုပ်ရလိမ့်မယ်နော်အဲ့ဒါကကိုညာစီတွေထက်ရှိလိမ့်မယ်အဲ့တော့ရဲဖိုင်းလည်းမကြောက်နဲ့အခုကတော့ဒါဟိုဆလစ်ပေးတယ်လို့ပြောတယ် စလစ်ပေးတယ်လို့ပြောတယ်ပြီးခဲ့တဲ့နှစ်တွေနှစ်တွေကတော့ကျွန်တော်တို့ဒါ nameless ပေါ့ nameless နဲ့ရှင်းလို့ရတယ်ပြောတယ်ဒီနှစ်ကတော့စလစ်ထုတ်ပေးတယ်ပြောတယ်ငွေခြေထားတဲ့ပြည်သားအစိုးရကိုကုန်ဆောင်ထားတဲ့ပြည်သားအဲ့ဒီပြည်သားထုတ်ပေးတယ်ပြောတယ်အဲ့ဒီပြည်သားနဲ့ရှင်းရအောင်မယ်လို့ပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကစောင့်ကြည့်နေတော့မယ်အဲ့တော့ဒါလေးထပ်ထူးကြရတယ်ကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်နော်ဟိုအကုန်လုံးကိုလိုက်ပြီးဖုန်းဆက်ပြောရတယ်ကျွန်တော်လိုက်လွှင့်ပြီးပြောလိုက်တာအကုန်လုံးသိကြမှာတင်လို့ပါအားလုံးပဲကျေးဇူးများကြီးတယ်ပါတယ်နော်